ဖះရရှိခိုးမပြင်းပါနဲ့ဒီနေ့ဖះရရှိခိုးပြီးပြီလားဖះရရှိခိုးမပြင်းပါနဲ့နော်အချိန်ဖြုံးနေအလုံးမဟုတ်ဘူးတနေ့လုံးသုံးဖို့စိတ်တကူထုတ်လုပ်တာစိတ်တက်စီထဲတာစိတ်တက်စီဖြေတာပါတန့်စင်နဲ့စိတ်ဖြေအောင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရေနဲ့စေးတယ်လို့မှတ်ပါနော်စက္ကရိယာတွေကိုစေကြောတန်ဆင်တယ်လို့စိတ်ထဲမှာနှလုံးသွင်းထားပါ ဖျားရှိခိုးတာဖျားကုံတော်ပွားတာမြစ်တာပူတာထွက်လေဝင်လေစူးဆိုင်ပြီးမှ9မိနစ်10မိနစ်တရားထိုင်တာဟာကျမ်းမာရေးလေရစိတ်ခွန်အားလေးကောင်းစိတ်ကြံခံရေးလေတိုးတက်တဲ့ကိုယ်ခန္ဓာကြံခံရေးလေတိုးတက်တဲ့အကုန်လုံးအကောင်းကြီးချီပါပဲဒီကနေ့ကစပြီးကုသိုလ်အလုပ်တရားအလုပ်လုပ်တာမှာဝိကျေတန်ကြီးပဲ လုံမနေနေတော့အရေးကြုံလာပြီဆိုရင်ကို့မှာအာကိုစေရအသင့်ရှိထားအောင်ဖျားရှိခိုးတာမှစိတ်ပါလက်ပါရှိခိုးပါနော်ကုသိုလ်အလုံးတရားအလုံးလုံတာမှစိတ်ပါလက်ပါအရေးအသွေးပါအောင်လုံပါဘယ်အရာမဆိုးဆူဆူဆိုင်ဆိုင်လုံပါပစ္စုံပန်တိုင်းအရေးကြီးတယ်လို့သဘောထားပါနော်ကိုတန်တန်မှာ အကောင့်တွေရှိတင်တလောက်ရှိထားမှစိတ်အေးရမှာဖြစ်ပါတယ်။ဖျားရှိခိုးခိုင်းနေတရားထိုင်ခိုင်းနေဆိုတာတသက်မဲအချိန်ဖြုံးခိုင်းတာမဟုတ်ပါဘူး။ဘေးရန်အလွန်ပေါ်ဒီလောကကြီးမှာဘေးရန်လုံလုံခြုံခြုံနဲ့စွမ်းအားပြည့်ပြည့်ဝဝနေနိုင်အောင်လို့ပါအရေးအသွေးတွေညင်မာတောက်ပြောင်လာအောင်လို့ချီးမြှောက်ပေးတာပါနော်ဒါကြောင့်ဖျားရှိခိုးမပြင်းပါနဲ့ခြေစူတော်ရှင် ရောစီရတော်ဖရာကြီးဟောကြားတော်မူခဲ့သော တရားတော်ကိုကျမတို့ဓမ္မတင်လာအဖွေသားများမှဓမ္မဒါနအနည်းဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်။